တတမမင်းတို့အားလုံးပဲမင်္ဂလာပါရှင်။စတိုရီဘောက်မှာချိုးဆူလိုက်ပါရနော်။ဒီနေ့မှာတော့ဒီတီစုကတတမမင်းတို့အတွက်ကောက်ချစ်တတ်တဲ့ဝင်းပလီနဲ့ဆရာများနေဆိုတဲ့ပုံမြင်လေးကိုပြောပြပေးသွားမှာဖြစ်ပါရရှင်။ဟိုးရှိရှိတုန်းကပေါ့ကွယ်။တောင်ကြီးထဲမှာအရန်ကိုကောက်ချစ်တတ်တဲ့ဝင်းပလီဆိုကြီးတကောင်ရှိပါတယ်။အဲဒီဝင်းပလီကြီးကတောင်အုပ်ထဲမှာရှိတဲ့တိရစ္ဆာန်တသေးသေးတွေကို အနိုင်ကျင့်ပြီးအမြဲတမ်းဖမ်းယူစားတောင်းနေရှိပါတယ်။ အကောင့်သေးတဲ့တရိတ်ဆန်လေးတွေကိုလည်းအမြဲတမ်းနှောင်ပြောင်းလေးရှိတာပေါ့တော်ရဲကတရိတ်ဆန်လေးတွေကလည်းဝင်းပလေကြီးကိုအရေးမြင်တာနဲ့ကြောက်ရွံ့ကြတာပေါ့တနေ့ကျတော့ဝင်းပလေကြီးကတောကိုလမ်းလျှောက်ထွက်လာရင်ဖြူးကလေးတစ်ကောင်ကတစ်ချသည်လေးကိုပေါ်မှာမြောက်ပြီးကစားနေတာကိုတွေ့လိုက်ပါတယ်ဒီလိုနဲ့ဝင်းပလွေကအနီးနားကတက်ပင်ပေါ်ကိုတက်ပြီးဖြူကောင်လေးတစ်ချသည်ကိုမျှလိုက်တဲ့အချိန်မှာတစ်ချသည်လေးကိုဖမ်းလိုက်ပြီး အာရပါရရှိတာပေါ့ဗျ။ ဒီလိုမျိုးအမြဲတမ်းတော်ရဲကတိရစ္ဆာန်လေးတွေကိုအနိုင်ကျင့်နေရှိတာပေါ့နေ့လယ်ပိုင်းရောက်တော့ဝင်းဘလွေကသူ့ရဲ့ကူထဲမှာပြန်အိပ်မယ်ဆိုပြီးလမ်းလျှောက်လာပါတယ်လမ်းတစ်ဝက်ရောက်တော့စာအိမ်လေးတအိပ်ကိုတွေ့လိုက်ပါတယ်ဝင်းဘလွေကအချက်ချင်းပဲစာအိမ်လေးကိုဖွင့်ကြည့်လိုက်တော့တော်ရဲကတပည့်နေစရာတွေမှန်သမျှအတွက်မိဘုံဝင်နဲ့ကွန်ပျူတာပေးမဲ့ပွဲအတွက်ဖိတ်စာဖြစ်နေပါတယ်ဝင်းဘလွေကအဲ့ဒီဖိတ်စာလေးကိုဖွင့်ဖက်နေတာကိုတွေ့ရင်ဖြူလေးကလာမိပါတယ် ဝင်းပလွေကြီးခမည်းဟာဆရာများအတွက်ဂုဏ်ပြုပွဲကိုသွားမလို့လားလို့မေးလိုက်ပါတယ်။အဲဒီတော့မှအမြဲတမ်းကောက်ချစ်နေတဲ့ဝင်းပလွေကြီးကသွားမှာပေါ့ကွာမင်းရောမသွားဘူးလားလို့မေးပြီးပြန်ပြေးလိုက်ပါတယ်။ဖြူကလေးကဝမ်းနဲ့သွားတဲ့ပုံစံနဲ့ကျွန်တော်သွားချင်တာပေါ့ဒါပေမဲ့ကျွန်တော်မှဆရာမရှိဘူးဗျအဲ့လိုမျိုးပြန်ပြောလိုက်ပါတယ်။ကောက်ချစ်တဲ့ဝင်းပလွေကလည်းငါ့ဆရာပဲလေဒီတော့ငါမင်းရဲ့ဆရာလုံးမယ်။ ငါတို့အထူပွဲကိုသွားလို့ရတာပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီအခါဖြူလေးကဝမ်းသာသွားပြီးဟုတ်လားဒါဆိုကျွန်တော်လိုက်ခဲ့ပါမယ်ဆရာလို့ပြန်ပြောလိုက်တာပေါ့ဒီလိုနဲ့နောက်တစ်နေ့မနက်ကိုရောက်တော့ဖြူလေးရဲ့ကောက်ချက်တဲ့ဝင်ပလီရဲ့တော့အုပ်ရဲ့အလဲမပြုတ်လုံးမဲမိဘုံပွဲကိုအတူထွက်လာခဲ့ကြတာပေါ့ကွယ်မိဘုံပွဲနားရောက်တော့တတိဆန်ငယ်လေးတွေအများကြီးကိုတွေ့တာပေါ့ကောက်ချက်တက်ပြီးဗိုက်စာနေတဲ့ဝင်ပလီကြီးကတတိဆန်လေးတွေကိုစားကျင်တော့ ရှူလေးကိုအတူအနားမှာရှိမနေအောင်ကြံစီတော့တာပေါ့ဒါနဲ့ပဲဝင်းမလွေကြီးကကဲဖြူလေးကြီးငါမင်းရဲ့ဆရာဆိုတော့မင်းကိုသိမေးစရာတွေရှိတယ်မင်းဒီနေဘူးထဲမှာမတ်တက်ရက်နေရမင်းမင်းရဲ့အရေးပြောက်သွားတဲ့အထီကိုရက်နေရမင်းမင်းရဲ့အရေးကိုမတွေ့တော့ရင်ငါ့ကိုလာရှာရမယ်လို့ပြောလိုက်တာပေါ့ပညာအရန်လူချင်းနေတဲ့ဖြူလေးကလည်းသူ့ဆရာပြောတဲ့အတိုင်းတက်သွေးမသိမ့်တိုင်းနာပြီးနေထိုင်တာပေါ့ကွဒီလိုနဲ့ဝင်းပလေကြီးက ခြုံပုတ်တွေနားကနေဘယ်တရိတ်ဆန်လေးကိုဖမ်းယူစားတောက်ရမလဲဆိုပြီးချောင်းနေတာပေါ့ခဏအတန်ကြာတော့ယုံကလေးတကောင်ကညကြရင်ပြုလုံးမဲ့မိဘုံဘွဲအတွက်ထင်းဆောင်လေးတွေကိုစုနေတာကိုတွေ့လိုက်ပါတယ်ဝင်းပလွေကြီးကလည်းဒီယုံလေးကိုစားမယ်ဆိုပြီးသူ့ရဲ့ကောက်ချက်တဲ့အကြံတွေကိုစဉ်းစားတာပေါ့ဒီလိုနဲ့ဝင်းပလွေကြီးကမုံလာဥကြီးလေးတလုံးကိုကျိုးနဲ့ချပြီးယုံကလေးရှိကိုခြားထားလိုက်တာပေါ့ ဝင်းပလီကြီးကယုံကလေးမုံလာဦးနီကိုကြိုက်ချီတဲ့အချိန်ဖမ်းပြီးစားပစ်မယ်ဆိုပြီးကြံစီတော့တာပေါ့ဒီလိုနဲ့ခဏအတန်ကြာသွားပြီးယုံကလေးကမုံလာဦးနီကိုတွေ့သွားတဲ့ဒါနဲ့ပဲထင်းချောင်လေးတွေကောက်ပန်းနေတဲ့ယုံကလေးကမုံလာဦးနီလေးကိုစားဖို့လာတာပေါ့ယုံကလေးကမုံလာဦးနီကိုကောက်ယူပြီးကြိုက်လိုက်ချိန်မှာပဲဖြူကလေးကဝင်းပလီကြီးနားကိုရောက်လာပြီးဆရာကျွန်တော်နေဘူးထဲမှာကျွန်တော်ရဲ့ကြီးကိုမမြင်ရတဲ့အထိစောင့်ပြီးပါပြီ။ အဟိဒိဗေကဘာကိုဆိုလိုလဲဆိုတာကိုဒါပြီးတော့မေးပါတယ်။ဝင်းပလေကြီးနဲ့ယုံကလေးကိုချောင်းလျာကနေလန့်သွားပြီးအော်အင်းအဟိဒိဗေကကဘာကြီးကနေလုံးကြီးကိုလှည့်ပတ်နေတဲ့သဘောပဲ။အဲဒါကြောင့်မလို့နေလုံးကြီးကမင်းတို့ငါတို့ရဲ့ခေါင်းပေါ်ကနေရောက်သွားတာ။အဲ့ခါကျတော့ငါတို့ရဲ့အရှိတ်ကိုမမြင်ရတော့ဘူးဘောလို့ပြန်ပြေးလိုက်ပါတယ်။အဲ့ဒီချိန်မှာဖြူကလေးက"အိုးအရန်တော်လိုက်တဲ့ဆရာပါလား" ကျွန်တော်ဒီလိုမျိုးတန်ဖိုးရှိတဲ့အကြောင်းအရာကိုသင်ပြပြီးတော့ကျေးဇူးတင်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်။ယုံကလေးကတော့အဖြူကလေးကြောင့်မုံလာဥနီလေးကိုကောင်းကောင်းမွန်မွန်စားတောက်ပြီးသူ့ရဲ့အိမ်ကိုထမ်းကြောင်လေးတွေကောက်ပြီးပြန်သွားတော့တာပေါ့။ဒီလိုနဲ့ဝမ်မလေးကမွန်းတဲ့ချိန်ထိဘာမှမစားရသေးတော့ဘိုက်စားလာပြီးတရိတ်ဆန်လေးတကောင်ကိုဖမ်းစားမှာပဲလို့တွေးရင်ဖြူကလေးကိုသူ့အနာမှာမရှိအောင်နောက်တစ်မျိုးကြံစီပြန်လိုက်ပါတယ်။ဒီမှာဖြူကလေးမင်းကိုနောက်ထပ်သင်ပြစရာတွေရှိသေးတယ်။ ငါနဲ့လိုက်ခဲ့ဆိုပြီးဖြူကလေးကိုတောဆန်နာကပင်အရင်ကနေခုတ်ပြတ်ထားတယ်။တစ်ပင်ငုတ်တူနာကိုခေါ်သွားပါတယ်။တစ်ပင်ငုတ်တူနာကိုရောက်တော့ဝင်းပလေကြီးကဒီမှာတွေ့လား။ဒီတစ်ပင်ကြီးရဲ့ခုတ်ပြတ်ခံထားရတဲ့အပေါ်မှာအရင်အရင်လေးတွေရှိတယ်။အဲ့ဒီအရင်လေးတွေဘယ်နှရစ်ရှိလဲဆိုတာကိုမင်းရေတွက်ရမယ်။ပြီးရင်ငါ့ကိုလာပြန်ပြောပြရမယ်ဆိုပြီးထားခဲ့လိုက်ပါတယ်။အရင်သိကျင်နေတဲ့ဖြူလေးကလည်းဒီအရင်တွေကအရင်များတာပဲ။ငါမရေတွက်နိုင်တာဘူး။ ဒါပေမဲ့ငါစရာခိုင်းတာဆိုတော့ငါစ조사ကြည့်ရမယ်ဆိုပြီးရေတွက်နေတာပေါ့ကွယ်။တစ်ဖက်မှာတော့ဝင်းပလေကြီးကအုပ်စုဖွဲ့ပြီးကခုံနေတဲ့တိုးအုပ်ကြီးတခုကိုတွေ့ပါတယ်။ဒီလိုနဲ့ဝင်းပလေကြီးကတိုးရောင်ဆောင်ပြီးတိုးတွေကိုဖန်ဆားပစ်မယ်ဆိုပြီးကြံစည်လိုက်တာပေါ့။ဝင်းပလေကြီးကတိုးရဲ့ကိုပေါ်မှာဝါကုန်းတွေကပ်ပြီးတိုးအုပ်ထဲကိုဝင်ပြီးတော့ကခုံနေတာပေါ့ကွယ်။တိုးတွေကလည်းဝါကွင်းတွေကတ်ထားတဲ့ဝင်းပလေကြီးကိုတိုးကောင်လေးပဲလို့ထင်ပြီးကခုံနေကြတာပေါ့။ ခဏအတန်ကြာတော့ဝင်းပလွေကြီးကသူ့ရဲ့ကြီးမားတဲ့ပါဇက်ကြီးကိုဟပြီးသူ့ကလေးတကောင်ကိုစားပစ်ဖို့တန်းစီနေတုန်းမှာဖြူကလေးကရောက်လာပြန်ပါတယ်။ဖြူကလေးကဆရာကျွန်တော်တစ်ပင်ကြီးရဲ့ပင်စီကအရစ်တွေကိုရေထွက်ပြီးပြီးသူ့မှာစုစုပေါင်းအရစ်190ရှိပါတယ်။အဲ့ဒီအတိတ်ပဲကဘာကိုဆိုလိုတာပါလဲလို့မေးလိုက်ပါတယ်။ဗိုက်စာနေတဲ့ဝင်းပလွေကြီးကဒီတခါလဲမင်းရောက်လာပြန်ပြီလား။အဲ့ဒီအရစ်တွေရဲ့အတိတ်ပဲက အဲ့ဒီတက်ပင်ကြီးရဲ့တက်တန်းကိုပြောတာကွအဲ့လိုမျိုးအော်ဟစ်ပြီးပြန်ပြေးလိုက်ပါတယ်။အဲ့ဒီအခါဖြူကလေးက"အိုးအရန်တော်လိုက်တဲ့ဆရာပါလား။ကျွန်တော်ဒီလိုမျိုးတန်ဖိုးရှိတဲ့အကြောင်းအရာတွေကိုသင်ပြပေးလို့ကျေးဇူးတင်ပါတယ်များ"လို့ပြန်ပြောလိုက်ပါတယ်။ကကုံနေတဲ့တူအုံကြီးကလည်းကလိုပြီးသွားတော့သူတို့အိမ်ကိုချော့ချော့မွေ့မွေ့နဲ့ပြန်သွားကြတော့တာပေါ့။တနေ့ကောင်ဘာမှမစားရသေးတဲ့ဝင်းပလွေကြီးကတော့တော်တော်လေးကိုဒေါသထွက်နေတာပေါ့။ ဒီလိုနဲ့ဖြူးကလေးကိုနောက်ထပ်သူ့အနာမှာမရှိနေနိုင်အောင်ထပ်ပြီးကြံစီတာပေါ့ကွယ်။ဒါနဲ့ပဲဝင်ပလွေကြီးကကဲဖြူးသည်မင်းကိုနောက်ထပ်တင်ပေးစရာရှိတယ်။အခုနေလဲဝင်တော့မှဆိုတော့ဒီနေရာမှာရက်နေပြီးတော့ထွက်လာတဲ့အထိစောင့်ပါ။လာထွက်လာရင်ဒူးဝင်စဲနောက်ကိုလိုက်ပါ။မိဘုံပွဲကိုတွေ့ရလိမ့်မယ်။ငါမင်းကိုအဲ့ဒီမှာစောင့်နေမယ်။ပြီးတော့အဲ့ဒီအထိပ္ပယ်ကဒူးဝင်စဲဆိုတာမင်းလမ်းပြောင်းရင်အမြဲတမ်းလမ်းပြပေးတဲ့ကျယ်ပဲလို့ပြောလိုက်ပါတယ်။ ချူလေးကလည်းဟုတ်ပါပြီဆရာကျွန်တော်လာတဲ့ထဲအတိဆောင်နေပြီဆရာစီလာခဲ့ပါမယ်လို့ပြောလိုက်ပါတယ်မံပလွေကြီးကလည်းဒီတခါတော့ဖြူကလေးကသူ့စကားရဲ့အတိတ်ဘယ်ကိုသိပြီးသားမို့ညံ့ညံ့ရောက်မလာနိုင်တော့ဘူးလို့ကြွေးပြီးထွက်သွားတာပေါ့ဒီလိုနဲ့တော်အုပ်ရဲ့အလဲကိုရောက်တော့တော်ရဲကသတိဆန်လေးတွေကသူတို့ရဲ့ဆရာတွေနဲ့အတူမိဘုံဘွဲမှာကကုံရင်ပျော်ရွှင်မြူးထူးနေကြတာပေါ့တနေကုန်ဘာမှမစားရသေးပဲဗိုက်စာနေတဲ့ဝင်းပလွေကြီးကတော့ ဒါငါရဲ့အခွင့်အရေးပဲလေလေတိုက်ပြီးမြင်းငိမ့်သွားတဲ့အချိန်ကျရင်ငါ့ကိုဘယ်သူမှမြင်မှာမဟုတ်ဘူးဒီတိရစ္ဆာန်တဲသေးလေးတွေကိုဖမ်းဆားပြစ်မယ်ဆိုပြီးတော့တွေးနေတာပေါ့ဒီလိုမျိုးမြောက်ဘက်ကနေလေပြင်းအီလီကတစ်ချက်တိုက်လိုက်တဲ့အချိန်မှာမိဘုံဘွဲရဲ့မိတွေကငိမ့်သွားလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဝင်းပလွေကြီးကတိရစ္ဆာန်တဲသေးလေးတွေကိုအမဲလိုက်ပြီးဖမ်းယူတော့တာပေါ့မိမရှိတော့ပေမဲ့လည်း ထိမ့်ထိမ့်သာနေတဲ့လရအောင်မှာဝင်းပလွေကြီးကိုထင်းထင်းရှားရှားတွေ့ရတော့တရိတ်ဆန်သေးတွေလည်းထွက်ပြေးကြတာပေါ့ကွယ်တရိတ်ဆန်သေးတွေကအရှိကပြေးဝင်းပလွေကြီးကအနောက်ကလိုက်ဖြစ်နေတာပေါ့လမ်းလျှောက်လာတဲ့ဖြူကလေးကတွေ့သွားတာပေါ့ဒါနဲ့ပဲဖြူကလေးကအံ့ဩပြီးဝမ်းနေသွားပါတယ်ငါရဲ့ဆရာကဆရာမဟုတ်ပဲကောက်ကျစ်တဲ့ဝင်းပလွေကြီးပါလားလို့ပြောပြီးသူ့ကြောကုန်းပေါ်ကစူးတံတွေနဲ့ဝင်းပလွေကြီးရဲ့အရှိအနောက်နဲ့ဘေးဘက်တွေကိုပစ်ပေါက်လိုက်တာပေါ့ ဲဒီတော့မှဝင်းပလွေကြီးကအရှင်းဆက်လို့မရတော့ဘဲဖြူကလေးကအဆူတံတွေနဲ့ပိတ်မိနေတာပေါ့ကွယ်အဲဒီချိန်မှာဝင်းပလွေကြီးကငါ့ကိုလှုပ်ပေးပါငါမင်းကိုဘာမှအန္တရာယ်မပေးဘူးလို့ခရီးပေးပါတယ်ဒီမီးပုံပွဲကနေလည်းငါချက်ချင်းထွက်သွားပါမယ်လို့ပြောပြီးတောင်းမန်တာပေါ့အဲဒီခါဖြူလေးကဒီမှာဝင်းပလွေကြီးခမည်းကကောက်ချစ်တတ်တာမှန်ပေမဲ့အချိန်တိုင်းတာတစ်ခုထိကြုံရစရာဖြစ်ခဲ့မှုပါတယ်ခမည်းတင်ပြီးတဲ့အကြောင်းအရာတွေကလည်းအယံကိုတန်ဖိုးရှိပါတယ် ဒါကြောင့်ဒီတစ်ခါတော့ခမည်းတော်လှုပ်ပေးလိုက်မယ်။နောက်တစ်ခါဒီတော့အုပ်ထဲကဘယ်တရိတ်ဆန်လေးကိုမှမဆိုခမည်းဖန်ဆားတာနဲ့ကျုပ်ခမည်းကိုဖန်ရလိမ့်မယ်ဆိုပြီးဝင်းပလွေကြီးကို သူ့ရဲ့စားတဲ့နေကြားကနေလှုပ်ပေးလိုက်တာပေါ့။အဲဒီခါမှတော့အုပ်ထဲမှာလက်ခုပ်တန်တွေစူညံသွားပြီးဒေါ်ရဲကတရိတ်ဆန်ငယ်လေးတွေကဖြူးကောင်လေးကိုသူတို့ရဲ့အစရာအဖြစ်တင်မြှောက်လိုက်ကြတာပေါ့။ဝင်းပလွေကြီးကိုလည်းအဲ့ဒီနေ့ကနေစလို့တောအုပ်ထဲမှာထပ်မတွေ့ရတော့ဘူးတဲ့ကွယ်။ ပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့လည်းဝင်းပလွေကြီးအမြဲကောက်ကျစ်တတ်တဲ့အလူလိုမဖြစ်အောင်နေရမယ်နော်ပြီးတော့ဖြူကောင်လေးလိုမျိုးအမြဲပညာကိုလိုလားနေရမယ်လူစိုးမန်းတိကိန်လည်းချက်ချင်းတုံ့ပြန်မှုအသင့်ဖြစ်နေရမယ်နော်ဖြူကလေးကတနေ့တာသူ့အတွက်ဆရာဖြစ်ပေးခဲ့တဲ့ဝင်းပလွေကြီးရဲ့ကျေးဇူးကိုသိတတ်ပြီးဝင်းပလွေကြီးရဲ့အသက်ကိုညတာပေးခဲ့တာမို့ကလေးတို့လည်းကိုယ့်ရဲ့ဆရာသမားတွေရဲ့ကျေးဇူးကိုမမေ့ပြရဘူးနော်။ နောက်နေ့တွေမှာလည်းတတမီမီလေးတို့အတွက်ပုံမြင်လေးတွေအမြဲတင်ပေးသွားမှာမို့ဒီဒီစုရဲ့ Story Bug for Baby TikTok Channel လေးကို Follow လုပ်ပြီး YouTube Channel ကခေါင်းလောင်းလေးလေးနှိပ်ထားပေးကြပါအောင်နော်